Hello အားလုံးပဲမင်္ဂလာပါရှင်ဆရာမကြီး လူတုတော်အမရေးသားတော်ကျေးသူချစ်တော်အမှုပညာသည်များအပိုင်းဆက်ကိုဆက်လက်ဖက်ပြပေးသွားပါမယ်ရှင်ညချေချင်းမငွေမြိုင်မန္တလေးမြို့ရင်းမင်းသမီးဆရာဘူးတို့မတ်ထွေလေးတို့မရှိကြသေးတော့ညချေချင်းမန်းငွေမြိုင်ဆိုတော့ လူကြိုက်အလိုများသည့်အစမင်းသမီးတယောက်ပေါ်လာပါသည်ညချင်းချင်းမန်းငွေမြိုင်မှာမတ်ထွေလီတို့နှင့်ပညာအရာတွင်တတန်းစားရင်းထား၍မရတော့လဲရိုးဆွဲလိုက်နိုင်၍မန်းငွေမြိုင်ကိုယောက်ျားတွေဆွဲလန်းနှစ်သက်ခဲ့ကြသလိုနောက်ပေါ်သည့်မင်းသမီးတွေကိုဆွဲလန်းသည်ဟု မကြားရဘူးတော့ပါမန်းငွေမြိုင်ကိုယူအောင်ကြိုက်ခဲ့ပုံတွင် ဆွဲလန်းခဲ့ရပုံတွင်ကိုငြင်းငြင်းရှိရင်ပြောပြမဲ့သူတွေယနေ့အထိတူးနေသေးရှိပါသေးသည်မက်ဝင်ညိုင်တို့ကာခဲ့သည့်ခေတ်ကဝင်ညိုင်ပွဲရှိသည်ဟုဆိုရာတို့မနေနိုင်မထိုင်နိုင်တန်းတန်းဆိုင်ဆိုင်လိုက်နေရသူတွေမက်ဝင်ညိုင်ကရာနောက်တကောက်ကောက်လိုက်နေရသူတွေအများကြီးရှိခဲ့ပါသည်ညချင်းချင်းမက်ဝင်ညိုင်သည် သူ့ကိုမကြည့်ဖူးပါမှသာနေရမည်တခါကြည့်ဖူးသည်ဆိုလျှင် သူ့ကိုဆွဲလန်းနှစ်သက်နေရမည်သာဖြစ်သည့်မင်းသမီးမျိုးဖြစ်သည်စင်စစ်မငွေမြိုင်မှာအလွန်ကြီးရုပ်လှသည်တော့မဟုတ်ပါ သို့တော်မငွေမြိုင်တွင်မွေးရာကပါသည့်ပင်ကိုကြာရှိလေသည်အိကြာနှင့်မငွေမြိုင်၏ ခရာပုံကိုယောက်ျားတွေကဆွဲမှတ်နေကြခြင်းဖြစ်ပါသည်သို့တော်မငွေမြိုင်မှာကြာနှစ်စားသည့်မင်းသမီးလည်းမဟုတ်ကြာသာရှိ၍တပင်ပညာမပြည့်သည့်မင်းသမီးလည်းမဟုတ်ပါလိမ့်တပင်ပညာတွင်အဟုတ်ပြေဝသည့်မင်းသမီးဖြစ်သည်ဇက်ခုံဘောကဆင်းသည်ကလက်ချင်းမရှိအိန္ဒြေတိတ်ခါနှင့်ကောင်းမွန်စွာနေသည်ယောက်ျားတွင်လည်းမရှုပ်တဲ့ တပင်ပညာပြည့်သည့်မင်းသားတွေမင်းသမီးတွေကို အများဆုံးမွေးထုတ်သွားသည့်တပင်မိခင်ကြီးလည်းဖြစ်ပါသည်သူမွေးထုတ်ခဲ့သည့်မင်းသားမင်းသမီးတွေယခုထက်တိုင်မြန်မာနိုင်ငံ အလင်းလင်းအရရက်တွင် ကနေကြဆဲဖြစ်ပါ၏အမေမြိုင်ဟု ထိုအမှုပညာတွေကအမျက်တနှိုးခေါ်ဝေါ်လေးစားခြင်းခံရသူဖြစ်ပါသည်မငွေမြိုင်သည် ဇတ်တပင်ပညာတကယ်ပြည့်သူ အကအဆိုးကောင်းသူဇတ်စည်းကောင်းဆောင်တော်သူဖြစ်ပြီးဇတ်ကိုဦးစီးသည့်ဇတ်ကောင်းဆောင်မင်းသမီးကြီးဖြစ်လေသည်တို့ရာရင်မင်းသမီးတလန့်အနေနဲ့အမှုအခရာရင်သူမတူအောင်ကောင်းလွန်တော့ကြောင်းအခြားပညာရည်ချင်းတွေကိုသူ့အမှုအခရာများကလွှမ်းကုန်ပြီးသူ့ကိုပွဲချင်းယောက်ျားပြိတ္တကံ ယွယွမှုမှုဆွဲဆွဲလန်းလန်းဖြစ်ကြရခြင်းဖြစ်ပါသည်မန်းငွေမြိုင်ကိုဆွဲလန်းကြပုံတွေနဲ့ပတ်သက်ပြီးဆက်ရှင်မင်းကြီးတအုပ်ကပြောပြပုံမှာ သူတို့ငယ်ငယ်ကပခုံးကူတွင် high school ကျောင်းသားဘဝနှင့်ကျောင်းနေကြစဉ်တခါတော့မြတ်ချေချင်းငွေမြိုင်တို့ခင့်ပခုံးကူတို့လာ၍ကသည်မန်းငွေမြိုင်ဆက်သည် တလလုံးလုံးကနေရပခုတ်ကူ high school ကျောင်းမှာအထက်တန်းကျောင်းသားများမက်ငွေမြိုင်ပွဲကြီးညတိုင်းကြည်နေကြပြီးကျောင်းမှန်အောင်တက်မြင့်သူမရှိဘဲဖြစ်လာသည်ထို့ကြောင့်ကျောင်းအုပ်ဆရာကြီးကပခုတ်ကူအရေးပိုင်နှင့်လာတွေ့ပြီးပွဲမိတ်များပိတ်ပေးပါတော့ဟုမေတ္တာရက်ခံတော်သည်အရေးပိုင်ကပခုတ်ကူတွင်နေ့စဉ်ရက်ဆက်လာလုံးပေါက်ကနေသည့်မက်ငွေမြိုင်ဤဆက်ကို ပွဲမိတ်ပိတ်ပေးလိုက်သည် ပွဲမိတ်မရတော့၍မန်းငွေမြိုင်မှာစမကနိုင်တော့သဖြင့်ပြန်တော့မည်ဟုနောက်ဆုံးညအဖြစ်နှုတ်ဆက်ပွဲကမည်ဆို၍ကာသည့်အခါမန်းငွေမြိုင်၏အသေးဆွဲပြိသက်ကြည့်ရခဲနေအောင်လာ၍ချီကြသည် ထိုညတွင်မန်းငွေမြိုင်ကနှုတ်ဆက်သချင်းဆိုသည် ထိုသချင်း၏အပိသက်တွင်ဝက်စလီရန်ကျောင်းအတွင်း အပေါင်းအသင်းနဲ့သူတို့လာကြရှာငွေမြိုင်ချစ်လို့ပါ ပခုတ်ကူသူကလေးမဖြစ်ရုံတမင်းချင်းမနိုင်သူကလေးဖြင့်ပြန်သွားရတော့မယ်ဟူသည့်တချင်းအချကလေးကိုတကယ်ဝမ်းနည်းတန်ကလေးနဲ့ဆို၍ချလိုက်ရာကျောင်းသားတွေမှာစိတ်ထိခိုက်ပြီးငိုသူတွေအများကြီးရှိခဲ့သည်မငွေမြိုင်သည် ပခုတ်ကူရင် မင်းသားဘာလာနှင့်တွေ့၍ကသည် ဘာလာကိုတွင်းရီတာတွေ့သည်ဆင်စစ်ပြိတ္တနှင့်နှပါသွားခြင်းဖြစ်သည်ထိုစဉ်ကမက်ငွေမြိုင်ကတတ်သည်များမှာပွဲကြီးကခိုင်းစီသည်ဆိုလျှင်အောင်ပလအတုများလည်းကတတ်သည်အောင်ပလမှာယောက်ျားမိသမီးဖြစ်သည်ဖြစ်သူဆိုသူပြောသည့်စကားများတခြင်းများမှာမိမအစ်စ်မင်းသမီးတွေပြောခဲဆိုခဲသည်များဖြစ်သည် အဆိုပါသချင်းများကို အပြောရဲလာသည့်မမွေမြိုင်ကအောင်ပလတုကမြေဆို၍တီဆိုသည့်အခါပရိသတ်ကအလွန်ပွဲကြသည်အကတွင်လည်းအောင်ပလကသလိုမမွေမြိုင်ကကပြတက်သူဖြစ်လေသည်မမွေမြိုင်ပခုတ်ကူမှပြန်သွားသည့်အခါကျောင်းသားအတော်များများကျောင်းထွက်ကုန်ပြီးမက်ငွေမြိုင်ဤနောက်သို့ပါသွားကြလေသည်ထိုကျောင်းသားများတွင် နောက်အခါ၌မငွေနိုင်နှင့်အကြောင်းပါသည့်ကိုကိုကြီးလည်းပါ၍သွားလေသည်ကိုကိုကြီးမှာမငွေမြိုင်ပခုတ်ကူလာ၍ကဆင်ကခုနှစ်တန်းမြတာရှိသေးသည်မြချေချင်းမငွေမြိုင်မှာအငိတ်မင်းသမီးမဟုတ်ပါဇက်ကသည့်ဇက်မင်းသမီးဖြစ်ပါသည်သူတပင်အသက်အနှစ်30ကျော်ရင်းအငိတ်မင်းသမီးအဖြစ်နှင့်နှစ်နှစ်သားကဖူးလေသည် ကြံနှစ်များမှဇမင်းသမီးအဖြစ်နှင့်ကသည်သို့သောဘယ်အငိမ့်မင်းသမီးကိုမှပွဲကြည့်ပြိသက်ကဇမင်းသမီးနှချေချင်းမငွေမြိုင်ကိုဆွဲတီမျိုးဆွဲလန်းကြသည်ဟုမကြားဘူးပါညချင်းချင်းမငွေမြိုင်ကလည်းဇက်ကတီတာဆိုရသည်နှစ်ပါးသွားထွက်လျင်မင်းသားကိုပေးချိတ်ထားပြီးပြိတ္တနှင့်နှစ်ပါးသွားသည် ဆိုင်းစရာရွာစားစိန်ပေတာနှင့်နှစ်ပါသွားသည်ဆက်စရာဥဖိုးစိန်နှင့်တွဲ၍ကတော်မှမတ်မွေမြိုင်ကဥဖိုးစိန်ကိုအေးထား၍တွဲသည်မဟုတ် ပရိသတ်နှစ်သာတွဲ၍ကသည့်မိသမီဖြစ်သည် ထို့ကြောင့်တချို့ကဥဖိုးစိန်သည်မတ်မွေမြိုင်နှင့်ကြမှနှက်ပစ်ခံရပြီတော်သည် ဟုပြောတတ်ကြသည်မတ်မွေမြိုင်ဤဆက်မှာဇက်တပင်ဆိုတော်လဲ နှစ်ပါးသွားတော့မည်ဆိုပြီးမန်းငွေနိုင်ထွက်လာသည်ဆိုရင်ခုံမော်ကသည့်ဆက်စစ်စစ်ကမြေဝိုင်းဆက်ဖြစ်သွားတော့သည်ဟုတိမီသူတို့ကပြောပြကြသည်ဘလို့မြေဝိုင်းဆက်ဖြစ်သွားခြင်းပါလဲဟုမေးသည့်အခါမန်းငွေမြိုင်ထွက်လာပြီးဆိုသည်နှင့်တပြိုင်နက်ပွဲကထိမ်းမရတော့အောင်လှုပ်လှုပ်ရှားရှားဖြစ်လာပြီးမန်းငွေမြိုင်ကို အသိဆွေးကြိုက်ကြသူများက စက်ခုံနာဝိုင်းအောင်စုပြုံလာကြသည်ထိုအချိန်၌မငွေမြိုင်ကအထကလေးများခွန်ထောက်ကလေးများနဲ့စားလိုက်သည်ဆိုလျင်မမြင်ရသူများကဇက်စင်မော်ရင်တက်ဆင်ထားသည့်ကားလိတ်တွေပုံနာွယ်တွေကိုဆွတ်လိတ်တွေအတင်ခိုင်းတော်သည်ပြိတက်ကိုထိမ့်နိုင်၍ရှိရှိသည်။စင်ပေါ်မှကားလိတ်များကို အားလုံးပင့်တင်ပေးလိုက်ရသည်ထို့ကြောင့်မငွေမြိုင်ဇက်စင်မှာ ဇက်ခုံ၏အသွေးများပြောက်ကုန်ပြီး အရက်ရှိမျက်နာကဒိုးယိုကြည်၍ရသည့်မြေဝိုင်းသပင်ဘဝသို့ချက်ချင်းပြောင်းသွားလေတော့သည်မျက်ခြေချင်းမငွေမြိုင်တို့ခက်ကရေဒီယိုအတန်လွှင့်ခြင်းများရှိသေးသည်မရှိသေးသည်မဟုတ်ပါတို့ရာတွင်မငွေမြိုင်သည်ဆိုသည့်တခြင်းများဆိုပါလေကာလသားတကာ၏ပစက်ဖြားတွင်တမကလူတိုင်းပစက်ဖြား၌တည်နေခဲ့ဘူးသည် သွားကြပါဆိုအတူပင်သွားကြပါဆိုရှင်ငွေမြိုင်ခင်လိုက်မယ်ပင်စင်စင်ပါလို့ထားပညာပင်မှာစခန်းချလရောင်ကလေးကထိုးခိုးမဲ့ခိုးမဲ့ပင်ခြေချင်းမြင်းမော်တင်ဟူသည့်ညှယုံတော်တခြင်းကိုမလိုက်ချင်ရင်နေပါလားရှင်တရင်စာဖက်ကအိမ်မှာဆောက်လို့ငွေမြိုင်မလာခင်နေရစ်ရှင်အိုးပုံနဲ့ဂျိုးရုပ်ဝဲခဲ့မယ်ရှင် အထူးပင်ဦးတင်ရွှေစာရန်ကိုတာပင်သွားချင်နှုံးလို့တကယ်ပင်ပို့ပါရှင်ပို့ပါရှင်တို့ရရင်ပြုတ်မှာပင်ဖျားဆုစိတ်ငိုမှာတမင်းအိရာရင်စိတ်ကချင်းလက်ပြမဝင်ဆိုသည့်ရွှေစာရန်တခြင်းဒီကနေ့ညဖြစ်လာမရဲဆိုရှုံရမာလာအကူကျမနဲ့နီးတဲ့ရွှေကြီးညိုသားလိုက်ပါအောင်ဆို့ ရွှေကြီးညိုရွှေကြီးညိုအောင်ပင်လေတော်တွေက ရွှေကြီးညိုငွေမြိုင်လာမယ်စီးလို့ကျုံဟိုတော့ရွှေကြီးညိုတဲ့ချင်းများမှာလူတကိုင်းပစက်ဖြား၌တီးနေသည့်ချင်းများဖြစ်ပါသည်မြမမင်းသမီးဆိုသည့်တချင်းကိုကျောင်းသားတွေကအင်္ဂလိပ်လိုဘာသာပြန်ပြီးဆိုကြသည်ဟုဘယ်မင်းသမီးတချင်းတွေမှမရှိဘူးမကြဘူးပါမငွေမြိုင်တချင်းတွေမှ ထိုးတိုးရှိရလေသည် မက်ငွေမြိုင်ကိုအင်္ဂလိပ်စာတက်လူဒန်းစာကအလွန်ကြိုက်သည်အထူးသဖြင့်ကျောင်းသားတွေကအလွန်ကြိုက်သည်ထို့ကြောင့်သူ့တချင်းကို အင်္ဂလိပ်လိုတချင်းတစ်ပုဒ်လုံးဘာသာပြန်ပြီးဆိုကြသည်ဒီကနေ့ညဖြစ်လာပရစ်ဆိုရုံရမာလာအကူကျမနဲ့နီးတဲ့ရွှေကြီးညူရွှေကြီးညူရွှေကြီးညူဆိုသည့်ရွှေကြီးညူတချင်းကိုကျောင်းသားတွေကတဒါလဲမမား တချင်းတော်လဲမပြတ်စေရပင်အလုံးတိုင်းရိုက်ပါတာပြည်၍မူလစကားစင်အတိုင်းတပုံလုံးကိုအင်္ဂလိပ်လိုဆိုခဲ့ကြဘူးလေသည်ကျမတို့ဆိုပါလျင်ငငယ်ကတချင်းဟူ၍ပထမဆုံးဆိုတတ်သည့်တချင်းမှာမတ်ငွေများဤတချင်းများဖြစ်ပါသည်အတော်ရီဦးလေးတွင်အလုတမားတွင်တီဆိုကြလုံး၍မတ်ငွေမြိုင်ကိုဖြိုးတလားမဲတလားဟုမြင်ဘူးတည်လဲမဟုတ် ခြေဖူးတည်လည်းမဟုတ်ဘဲနဲ့ရနေခြင်းဖြစ်သည်သို့တော်လက်ချေခြင်းမငွေမြိုင်နဲ့မတိကျွမ်းလိုက်ရတော့လေနဂါးဆိတ်လေးကိုစလေဖြစ်လာမည်အမေမြိုင်အဖြစ်နဲ့ကရှင်းနေရသည်အကြောင်းအာရုံစွာနဂါးတော်ဦးအိမ်ကိုအမေမြိုင်ကအကြောင်းကိစ္စရှိတိုင်းဝင်ထွက်သည်ဖြစ်ရင်းနှီးတိကျွမ်းရပါသည်အမေမြိုင်နှင့်ခင်မင်းရင်းနှီးခိုက်ဂျပန်ခေတ်တွင်တစ်ချိန် ဖဆန်ပလခစ်တွင်ခြင်းအမင်းမြိုင်ငယ်မှုပြောင်းပြီးသူ့အမှုပညာများကိုပြန်လည် ဖော်ထုတ်ပြသသည့်များကိုလည်းကြည့်ရပါသည်ဂျပန်ခစ်တွင်နဂါဆိတ်လက်ဦးထွန်းချွန်ဒေါ်ဦးတို့ကသမီးခင်ချွန်ဦးနှစ်ထွင်းအလူပေးသည်ဦးထွန်းချွန်ကသူ့အလူ၌အမင်းမြိုင်ကပြရမည်ဟုပူဇာသည် အမင်းမြိုင်ကလည်း ဤအလောက်ကိုမလောက်တော့ဟုဆွန့်လွတ်ထားသည်မှာကြာလပြီဖြစ်ပါ၏မကပြရစီနေတော့ဟုနင်းသည်ဥထွန်ချုံကစွန့်အတင်းကခိုင်းသည်ထို့ကြောင့်အမိမြိုင်ကသတ္တမအနုအလက်ပါဝါဟန်တွေနဲ့လဲပြောတတ်ပါ၏အတ္တကုဏံပကတံမတော်ပြစေနဲ့လို့ဩကြာပြပါဆန်နဲ့သဘောရည်နဲ့တော့မကြည်စားဝွင့်ပါဟူသည်သူကြာတဲ့ချင်းကလေးကိုတေဆိုပြေကပါသည် အလူလာပြိတ်သက်တွေက အမေမြာ၏အစုံနှင့်အကောင့်ကိုငေး၍မတ်ပီးချိနေကြစဉ်ပွဲအတူချိနေသူဥထွန်းချွန်၏ငကားဆိတ်လေးကိုစလဲကြီးတအိုးကကျုပ်တို့ငငယ်ကအယူအမူဖြစ်ခဲ့ရတာဒီမျက်နှာမူဒီမျက်နှာပင်ဒီအပြုံးကလေးတွေပေါ့ဗျာမမွေမြိုင်တို့များအခုတော့အသက်ရှူမှားပါသေးရဲ့ဟုတ်တခါလုံးကသူ့အတိတ်ကိုပြင်းပြင်းရောင်ရှာရင်းပြောသဖြင့် ျမတို့ကထိုကိုစလဲကြီးကိုဝိုင်း၍ရှီလဲမိကြသည်ဖတ်စာပလခက်ကလည်းဝင်းကြီးချုပ်ဦးနုမန္တလေးလာ၍နန်းတော်ရဲ့ရှိအရာရှိရှိတာ၌တဲခိုနေခိုင်းဦးနုကိုမန္တလေးတပင်တမကမှာဧကန်သည်ထိုဧကန်ပွဲသို့နဂါတော်ဦးနှင့်အမေမြိုင်တို့လည်းလာကြသည် ကျမတို့လည်းသွားကြသည်ဧကန်ပွဲတွင်ဒေါ်ဦးကအမေမြိုင်ကပြပါအောင်ဟုတိုက်တွန်းသည် ထိုအခါ ဝင်ကြီးချုပ်ဦးနှုကပါတိုက်တွန်းသဖြင့်အမေမြိုင်ခမညာညှင်းဆိုင်ရင်မကောင်းတော့ပြီဖို့ထ၍ကပြရှာသည်ထိုအက်ခံပွဲ၌အမေမြိုင်ကလေးမျက်နာရွယ်ရည်လို့နွမ်းလာပါပေါ့တွေးလျက်သားဘယ်စီတို့လွှဲရပါတကယ်အမည်စမ်းမာတဲ့ရွှေကြီးညိုညီတန်ကချူမမြိုင်ရဲ့ဆိုသလိုလိုငွေမြိုင်ရဲ့ဆိုသလိုလို နှုတ်သိမ်းချုံနဲ့လွမ်းအောင်မြည်တက်တကူရွှေကြီးညိုရွှေကြီးညိုဟိုကလူလာမဲ့သဘောထင်ရင်ကြုံရသူတာတွေလို့မောလာပါပေါ့လာမဲ့သဘောပါတဲ့အထင်ခံတဲ့ချင်းအင်မတန်လိန်နဲ့ပြုတ်မောင်းကြီးရွှေကြီးညိုဟိုတော့ရွှေကြီးညိုတဲ့ချင်းကလေးကိုခြေစင်းကဆရွေဆိုပြသွားပြီးကပြပါလေသည် ရွှေကြီးညိုတဲ့ချင်းမှာတူရငါရ လူတကာကအစိုးကျင်တိုင်းဆိုခဲ့သဖြင့်နားထဲတွင်ဤနေပြီဖြစ်သောကြောင့်ရွှန်စရာပင်ကောင်းနေသည့်တချင်းဟောင်းကြီးတစ်ပုဒ်ဖြစ်ပါသည်သို့တော်ထိုညကအမေမြိုင်ကအညွတ်ကလေးများထိပ်ပြီးတီဆိုပြီးကသည့်အခါမျက်မှန်ကြီးတဝင်းဝင်းနှင့်ဇရိုက်ဝါမျိုးထားခြင်းကိုတိတိတတကြီးခံထားရပြီဖြစ်သည့်အသက်56နှစ်အရွယ်မိမကြီးအမေမြိုင်၏ရုပ်လက္ခဏာသည် သူအမှုပညာဤအလှအောက်တွင်ဆရာလက္ခဏာတွင်ပြက်ကွယ်၍သွားပြီးနုပြိုလှပါလာသလိုခုနှစ်ဆွေးရှစ်ဆွေးရွှေချင်းညိုတချင်းကြီးမှလည်းအမင်းမြိုင်ဖန်တီးလိုက်သည့်အလှကြောင့်လူနှင့်အတူ ပြန်လည်နုပြိုလန်းဆန်းလာပြီးလှလာလိုက်သည်မှာတက်ထခါတလေးလေးဆိုခြင်းစိတ်ပင်ပေါက်လာပါသည် ထိုညကအမင်းမြိုင်ကပြသွားသည့်အကကိုမျက်စိတွေကမထွက်အောင်ရှိပါသည် သူဖန်တီးတီးအလှကိုစုံမက်မျက်နှိုးလှစွာကြည့်နေသူ့လူများကတဲ့ရင်ဖြင့်ကချင်စမ်းပါပြီဟူ၍လဲတန်တာမိပါသည်ကျမတသက်တွင်ဤလိုကချင်စိတ်နှစ်ခါပေါက်ဖူးပါသည်တစ်ချိန်မှာဘူခါရက်စ်၌ကျင်ပါသည်ကပ္ပလူငယ်ပွဲတော်တွင်ဆိုဖီယက်ဘဲလီအကကိုနီးကပ်စွာကြည့်ခဲ့ရစဉ်ကဖြစ်ပါသည်အမေမြိုင်ကတီကို တပင်တက်မကမှလူကြီးတွေကလည်းစိတ်ဝင်စားစွာကြည်နေကြသည် ဝင်းကြီးချုပ်ဦးနှုကလည်းမှတ်ပြီးကြည်နေကြည်နေသည်ပြမဆရာဆရာဆရာထာဤနာအနီတို့ကဲ့၍လည်းသူလဲတစ်ချိန်ကမက်ငွေမြိုင်ကိုဆွဲမှတ်ခဲ့ရဖူးသေးသည် ဟုဖွင့်ဟဝင်ခံရည်သွားလေသည်အမေမြာဤအကမှာ အလွန်ခြေစစ်လက်စစ်ကြိုးသည့်အကဖြစ်၍ကောက်ွက်မှာခက်ကြဲကြဲကလေးကသည့်အကဖြစ်ပါသည် တုံနဲ့ကျမထိုင်နေသည်နှင့်၄တောင်၅တောင်မြတာဝေးသည်ကသူနှင့်ကြည့်သူကျန်းတပြေးတဲ့ဤမြနေပါလျက်သူကနေသည်မှာကို့အပေါ်မှာမိုး၍မနေပင်ကို့မျက်စိအောင်၌ဝဲ၍ဝိုင်းနေလေသည် သူကနေသည်ကို ကိုကစီးကြည့်လိုက်သလိုကြည့်၍ရသည် သူအကမှာတကယ်ကိုလှသည့်အကဖြစ်သည်ဖြစ်အမှုပညာဟူသည့်အလှကိုဖန်တီးခြင်းပင်ဖြစ်သည်ဆိုချက်ကို ကောင်းကောင်းချင်းသဘောပေါက်မိလိုက်သည် ထို့နောက်အမေမြိုင်ငငယ်နုပြိုစင်ကအီလိုအကမျိုးတွေနဲ့အမေမြိုင်အခရာအမေမြိုင်အမှုအရာများတွင်ယောက်ျားတွေမှာနှမျောပြီးတဆွေးတလန်းကြီးဖြစ်လျက်အလုတ်ပြတ်အကင်ပြတ်နှင့်ညခြေချင်းငွေမြိုင်ကရာနောက်တကောက်ကောက်လိုက်နေရသူတွေရှိသည်ဆိုချက်မှာအလွန်မှန်ပေလိမ့်မည် အမှုအပလီ အခရာများမပါဘဲ ရိုးရိုးကလေးစိုးပြနေခြင်းဖြစ်ပါလျက်နေပင်ဝင်းကြီးချုပ်ဦးနှူနေဧည့်သည်တွင်တပင်တမကဝင်တွင်အာလုံးမတ်ပြီးရင်းကျဉ်နေကြရသေးသည့်အမေမြိုင်ပါကလားဟုညချိန်ချင်းငွေမြိုင်ကလေး၏အတိတ်မှအရှိန်များကိုပြန်လည်မှန်းဆကြည့်ရင်ကိုပါညချိန်ချင်းငွေမြိုင်၏အမှုပညာနှင့်ဖန်ဆမှုကိုနောက်ဆုံးအတော့ခံရသူများထဲကတယောက်အဖြစ်နေချိန်နဲ့ ဝမ်းမြောက်စွာခံယူရင်းနှင့်မူမျောပါအဖန်စာခံလိုက်မိပါသည်အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားပါမယ်ရှင်အချိန်ပေးပြီးနောက်ထောင်ပေးကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်